စ်ကောင်စီထောက်ခံသူဦးကျော်စရာကိုစစ်တပ်ကပြန်ဖမ်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ထောက်ခံသူဦးကျော်စရာကိုစစ်ကောင်စီကဖမ်းဆီးထားပြီးစစ်ဆေးမှုတွေပြုလုပ်နေရလို့ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းတချို့ထံကသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကဦးကျော်စရာကိုစစ်ကောင်စီရဲ့စစ်ပယ်ရီယာလုံခြုံရေးတပ်ဖွဲ့ဆရာဖားကဖမ်းဆီးခဲ့တာပါ။ မက်စလာကငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဦးကျော်စရာကစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုတည်ရော်တဲ့စာတွေ NND ပါတီတရားဝင်ဖြစ်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူ့ရဲ့လူမှုကွန်ရက်မှာရေးသားပြီးနောက်အခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ ဦးကျော်ဇေယဟာနေ့စဉ်သူ့ရဲ့လူမှုကွန်ရက်ဆိုင်မနာပေါ် post တွေတင်နေပေမဲ့ April 22ရက်နောက်ပိုင်းကစလို့ post တင်ရေးသားတာတွေမရှိတော့ပါဘူး။ဦးကျော်ဇေယဟာ2015ရွေးကောက်ပွဲမှာရန်ကုန်တိုင်းတကုံမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကဝင်ရောက်အရွေးခံခဲ့တဲ့တိုင်းလွတ်တော်ကိုယ်စားလှယ်ဟောင်းတအူးဖြစ်သလိုစစ်တပ်အရာရှိဟောင်းတအူးလည်းဖြစ်ပါတယ်။ 2018ခုနှစ်မှာတော့ဥကြော်ဇေယျကို NLD ပါတီကထုတ်ပယ်ခဲ့ပြီးနောက်ဒေါ်သက်သက်ခိုင်တည်ထောင်ထားတဲ့ PPP ပါတီကိုဝင်ရောက်က2020ရွေးကောက်ပွဲရှင်ပြိုင်ခဲ့ပေမဲ့အနိုင်မရခဲ့ပါဘူး။